မင်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်တီနေ့တင်မှာက Great 12 Maths ရဲ့ Chapter 7 Cos Graph Lady တွေ့နေတာ Exercise 7.2ရဲ့ Number 4ရောက်ပြီဖြစ်ပါတယ်တီချက်က Grade 10 11 12ကိုပညာဒါနသင်ပေးနေတဲ့ Channel ဖြစ်ပါတယ်10 11ဟာ Grade 12အတွက်အရေးကြီးဆုံးဖြစ်ပါတယ်เนาะအဲ့တော့10ကပိုအရေးကြီးရဲ့ပေါ့เนาะ10ကပိုအရေးကြီးပါတယ်10ကမှကောင်းကောင်းအခြေခံပိုင်ခဲ့တဲ့ကလေးက12မှာ အဆင်ပြေမှာဖြစ်ပါတယ်เนาะဒါကြောင့်မလို့ဒီချက်10ကနေစတင်ပေးထားတာဖြစ်တဲ့အတွက်10ကလေးတွေကအဲဒီတပ်3တန်းစလုံးစာပေါ့เนาะ3တန်းစလုံးစာကို လေ့လာခြင်းနဲ့ကလေးတွေကဒီချက် channel playlist ထဲကိုဝင်လိုက်ပြီးရင်ကိုကြည့်ချင်တဲ့အတန်းနဲ့ chapter ကိုရွေးချယ်ပြီးတော့မှလေ့လာကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ကြည့်အဲ့ဒါဆိုဒီချက် number 4လေးကိုကြည့်ရအောင်ပေါ့နော်။ပုံမှန်က number 4က draw the graph of နော်ထုံးစံတိုင်းပဲဒီမှာ step by step မပါဘူးဒါဆိုတော့ a အတွက်တစ်ခါတွက်မယ် b အတွက်တစ်ခါတွက်မယ်ဆိုတော့နှစ်ခုပေါ့နော်နှစ်ပုတ်တွက်မယ် step by step မပါတဲ့အတွက်တစ်ခုပဲဆွဲရင်ရပြီသို့တော့တချို့ကဒီမှာ cost graph ကနေစအခြေခံပြီးစဉ်းစားတာဖြစ်တယ်သူရဲ့ပြောင်းလဲတာတွေယူမယ်ဆိုဒီမှာဘာတွေပါမလဲကြည့်မယ်ပေါ့နော်ဒီမှာ2ကဘာပါမလဲ2ကဒါဘာနဲ့အနိုင်ရှင်ရတာလဲကလေးတို့က minus a cos b x minus h plus k နဲ့နိုင်ရှင်းရတာเนาะဒါဆိုရင်ဒီမှာ h ကဘလောက်လဲဆိုတော့2ပေါ့เนาะ k ကကြတော့1ပေါ့เนาะ k က1 b က π e က2ပေါ့เนาะဒီလိုယူရတာကဲအဲ့ဒါဆိုရင်အခု teacher တို့ကဒီကနေပြောင်းလဲတာကြည့်မယ်ဆိုတော့ translation ပါလာပြီเนาะ translation ပါလာပြီပြီးတော့ဘာတွေပါလဲ scaling ပါတယ် horizontal scaling လည်းပါတယ် vertical scaling လည်းပါတယ်ပေါ့เนาะအဲ့ဒါဆိုသူရဲ့ point အပြောင်းလေးကိုတွတ်ကြည့်လိုက်ရအောင်ဒါဆိုရင်ဒီ cost graph ဆွဲတာကိုကတော့ထပ်မပြောတော့ပါဘူးရှေ့မှာကြည်လာပြီးသားဆိုတိပီးသားကျွမ်းကျင်ပြီးသားဖြစ်ပါပြီဒါဆိုရင်ဒီမှာဒီချက်သူရဲ့ပြောင်းသွားတဲ့เนาะ point behavior လေးကိုပြောမယ်ဒါဆိုရင် x ပြောင်းမဲ့ဟာက h တန်ဖိုးလေးကဘယ်လောက်လဲ2ဖြစ်တယ် k တန်ဖိုးလေးက1ဖြစ်တယ်เนาะဒါဆိုရင် x ကို2ပေါင်းပါเนาะ တူပေါင်းမယ်ပြီးရင်ပိုင်းပိုင်းအဲပိုင်းကပြောင်းပြန်ယူမှာဆိုတော့1ပိုင်းပိုင်းနဲ့ x နဲ့မြောင်းမယ်ဒါကြောင့်1ပိုင်းပိုင်း x ရဲ့ h နဲ့ပေါင်းမှာမို့လို့ +2 ပေါ့เนาะဒါသူရဲ့ point အပြောင်းပေါ့ comma y အပြောင်းကိုကြည့် k နဲ့ပေါင်းမယ်ဆိုတော့1ပေါင်းမယ်2က scale factor အတည့်ပဲယူမယ်ဒါကြောင့်မို့လို့ 2y +1 เนาะဒါပြောင်းမယ်ဟာလေး ဒါဆိုရင်ကုတီချရူ point ကဒီရှိမှာရှိတဲ့အရှိကဂိမ်းလုံးလေးတွေကို x နေရာမှာထည့်နောက်ကဂိမ်းလုံးလေးတွေကို y နေရာမှာထည့်ရင်ပြောင်းသွားတဲ့ transformation graph လေးရမယ်။ကဲအဲ့ဒါဆိုရင် x နေရာမှာ0ထည့်ရင်1.5က0နောက်မှာ +2 ရှိတဲ့အတွက်2ရမယ်။ ပြီးရင် y နေရာမှာ1ထည့်မယ်ဆိုရင် 2+1 ဆိုတော့3တခါနောက်တစ် point ကြီးပိုင်းပိုင်း2ထည့်မယ်ဆိုရင်1ပိုင်းပိုင်း into ပိုင်းပိုင်း 2+1 ဖြစ်မှာအ +2 ဖြစ်မှာမို့လို့ပိုင်းကြည့်မယ်1ပိုင်း2 2ဆိုတော့နက်နက်လေး4ဆိုတော့5ပိုင်း2ပေါ့နော်ပိုင်းပိုင်း2 y နေရာမှာ0ဆိုတော့1တခါပိုင်းထည့်မယ်1ပိုင်းပိုင်း into ပိုင်း +2 pine pine j 1 plus 2 sura 3 comma y ni ama minus 1 sura minus 2 plus 1 sura minus 1. 3 pine pine 2 teme 1 pine pine into 3 pine pine 2 plus 2. No? Sura pine j me 3 pine 2 sura ne ne liya le le con 7 pine 2 y ni ama 0 sura 1 2 pi ထဲမှာ1 pi pi into 2 pi plus 2ပေါ့ pi pi ကြည့်သွားတော့2 plus 2ဆိုတော့4 comma y နေရာမှာ1ထည့်ရင်2 plus 1 3ပေါ့နော်တခါ1 pi pi into minus pi pi 2 plus 2 pi ကြည့် minus 1 by 2နဲ့2နဲ့ပိုင်းချေညှိ2နဲ့4လေးဆိုတော့4 minus 1 3 ဆိုတော့3 by 2 comma 0เนาะနောက်တစ်ခုက minus pi ထည့်မယ်1 by pi into minus pi plus 2 pi ကြီးတယ် minus 1 plus 2ဆိုတော့1เนาะ1 comma minus 1ထည့်တော့2နဲ့ minus 1နဲ့ဆိုတော့ minus 2 plus 1ဆိုတော့ minus 1ကဲဟုတ်ပြီဒါဆိုဒီချက်ဒီကရတဲ့ point လေးကိုနေရာချလိုက်ရင်ပုံဆွဲလို့ရပြီဖြစ်တယ်ဒါဆိုဒီမှာ step by step မပါတဲ့အတွက်တစ်ချက်ဒါတစ်ခုပဲပေါ့ဒုတိယတစ်ခုကိုမလုပ်ရင်ရပြီလေဆွဲရင်ရပြီဖြစ်တယ်ဆိုတော့ဒုတိယတစ်ခု point ချမယ်เนาะဆိုတော့2.3မှာ3မှာ2 point ပေါ့เนาะ x က2 2.3ဆိုတော့ဟိုအပေါ်တန်းတန်းတက်သွားနော်ဒီမှာ2.3 ဒါလေးက2.3မှာတပွန့်တခါနောက်တပွန့်ကြည့်မယ် by by 2.1ဆိုတော့2.5.1ပေါ့เนาะဒါလေးက2.3မှာတပွန့်တခါနောက်တပွန့်ကြည့်မယ် by by 2.1ဆိုတော့2.5 5 by 2ဆိုတော့2.5 1ဒီမှာရှိเนาะ 5 by 2,1တခါနောက်တစ်ပွိုင်းဆက်ကြည့်နောက်တစ်ပွိုင်းဆက်ကြည့်တော့ 3, -1 x က3 y က -1 ဆိုတော့အောက်ဆင်းသွားတယ်ဒါလေးက 3, -1 နောက်နောက်တစ်ပွိုင်း7 by 2, -2 1 7.2ဆိုတော့2 3 4 6မလို့ 3.5, 1ပေါ့နော် 3.5, 1ဆိုတော့ဒီမှာရှိနော်ဒါက7.2 1ပြီးရင်4.3 x က4 y က3ဒီမှာเนาะ4.3တခါနောက်တစ်ပွိုင်းအနောက်ဘက် 3 by 2 so 1.5 comma 0. Tima sime, talia 1.5 comma, a 3 by 2 lo yile yare no? 3 by 2 comma 0, not a point, 1 comma minus 1. X ka 1 minus 1 so out oh, same, one, no? Tima, talia 1 comma minus 1 tima sime. နော်ကဲအဲ့ဒါဆိုရင်တီချာတို့ရဲ့ graph ကကလေးတို့စွဲရင်ဒီဘက်မပါတော့ဘူးနော်ဒီဘက်ဒီဒါလေးတွေမပါတော့ဘူးဘယ်ရစမလဲဒီလောက်ကစဆွဲမယ်နော်ဒီလောက်ကစဆွဲမယ်များအဲ့ဒီမှာတက်မယ်ပြီးရင်ဟိုဘက်မှာလည်းစုံတဲ့နေရာလေးမှာများတက်လိုက်နော်ကလေးတို့ဒီဟာဒီနားလေးကစဆွဲရင်ဒီလောက်ကစဆွဲလဲရတယ်ဒီလောက်ကစဆွဲလဲရတယ်เนาะအလောက်ကနေစဆွဲလိုက်ဆွဲပြီးမြားလေးတက် နော်တစ်ချက်တစ်လောက်မှတက်လိုက်မယ်နော်ဒီလောက်ကနေတက်ကိုက point ကချတာဒီမှာသုံးသွားရင်အောက်ကိုနည်းနည်းကွေးဆင်းလိုက်နော်ဒီလောက်မှများတက်လိုက်ဟုတ်ပြီလားကဲအဲ့ဒါဆိုကလေးရဲ့ graph ကဒီကနေဒီ ठी ပဲရှိမှာပေါ့နော်ဒီလောက်ပဲရှိမှာဟုတ်ပြီလားအဲ့ဒီမှာကလေးရို equation တက်မယ်ဆိုတော့ y equal to 2 cos pi x minus 2 plus 1နော် အဲ့ဒါလေး equation တက်တက်ပြီးသွားရင်ရေးရမယ့်ဟာလေးတွေအရင်ရေးရအောင်ဆိုတော့ mid line က mid line က y equal to k ဆိုတော့အခု teacher ရဲ့ k က1ရတာเนาะအဲ့ဆိုတော့ mid line က1မှရှိမယ်เนาะ mid line က1မှရှိမယ် period က2 pi pi b လို့ပြောတဲ့အတွက် teacher ရဲ့ b ကပါလေ b က pi เนาะ b က pi ဆိုတော့2 pi 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 ဆိုတော့ဘာဖြစ်မလဲ2 pi pi ပိုင်ဖြစ်သွားတဲ့အတွက်ဒူရမယ်ဒါ period amplitude က a ကိုယူရမှာဖြစ်တယ်ဆိုတော့ a က2เนาะ2ဆိုတော့ amplitude ကလည်း2 period ကလည်း2ဆိုတော့ amplitude လေးကလည်း2 domain ကတော့ r ပဲ range လေးကိုကြည့်အမြင့်ဆုံး maximum က3အနိုင်ဆုံး minimum က -1 ဒါကြောင့် -1 နဲ့3ကြားမှာရှိမယ် နော်ဆိုတော့ -1 နဲ့3ကျမ်းမှာရှိမယ်ဒါကတွက်တိုင်းပြီးပြီဆိုတော့ပုံမှာ mid line က y နေရာမှာ y equal 1နေရာမှာ mid line လေးဆွဲမယ်နော်ဆိုတော့ y equal to 1ရှိတဲ့နေရာမှာ mid line လေးဆွဲ တဲ့အဲ့တော့ဒီချက်အနီအဆက်လေးနဲ့ဆွဲလိုက်တာက mid line လေးနော်ပြီးရင်ဒီချက် period ဆွဲမယ်နော် period က mid line နဲ့ maximum ကြားပဲဆွဲဆွဲ mid line နဲ့ minimum ကြားပဲဆွဲဆွဲဒါဆိုသူ့လည်းဒီချက်အနီလေးနဲ့တက်ပေးလိုက်မယ်အဆက်ကလေးနဲ့ဆွဲပေးမယ်နော်ဆိုတော့ဒီနေရာက mid line y equal to 1เนาะ mid line แท้ဒါလေးက amplitude က2 amplitude က2တခါပြီးရင် period တက်မယ်เนาะ period ကလည်း2ဆိုတော့ဘယ်ရဆမလဲ h မှာဆ h plus period မှာဆုံးဆိုတော့ h က2เนาะ2ကဆ2 plus 2ဆို4မှာဆုံးဆိုတော့2ကနေ40ပေါ့เนาะ2မှာ40ဆိုတော့ teacher ကကြတော့နည်းနည်းလေး ကြက်နေတဲ့အတွက် period ကလေးတို့ကဒီအောက်မှာဆွဲလို့ရတယ်နော်နော်အောက်မှာဆွဲလို့ရတယ်ဒီချက်ကတော့ဒီကြားမှာပဲဆွဲချလိုက်တော့မနော်ဒူးကနေပေါ်ထိဒါက period နော် period က2 okay အဲ့ဒါရပြီဆိုရင်ပုံမှန်ဆုံးပြီလားကြည့်မယ်နော် period တက်ပြီ amplitude တက်ပြီ midline တက်ပြီ x exists y exists ဒီမှာ point နေပါပြီဆိုရင်ဒါရသွားပြီပေါ့။ရမလား။ဒါဟုတ်ပြီအဲ့ဆို b ကြည့်ရအောင်။ b အတွက်ကကြာတစ်ချက်ဆွဲရမှာဒါလေးပေါ့နော်။ဒါဆိုသူရဲ့ point behavior လေးရေးမယ်။ point behavior ကဒီမှာ h ကဘယ်လောက်လဲ -1 နော်။ k က2ဒါဆိုရင် h plus x plus h ဆိုတော့ ပြောင်းဝက်ဒီက1.2က scale factor ပြောင်းမြန်ယူမှာเนาะ1.2က2ဖြစ်မှာပေါ့အဲ့ဒါဆိုတော့ 2x เนาะ 2x ရဲ့ h နဲ့ပေါင်းမှာမို့လို့ 2x 1 common k ကကြတော့ဒီက y က -2y 2ပေါ့ဒီလိုဖြစ်မယ်เนาะကဲအဲ့ဒါဆို point ရှာရအောင် point ရှာရအောင်ဆိုတော့0အရှိကိန်းလေးတွေကို x နေရာမှာလာထည့်เนาะ ရှိကိန်းလေးတို့ x တရားမှာထဲတော့ x တရားမှာ0ဆိုရင် -1 ရမယ် y နေရာမှာ1ထည့်မယ်ဆိုတော့ -2 2ဆိုတော့0ပေါ့เนาะအဲ့တော့ -1 0တပွင့်တခါပိုင်းပိုင်း2ထည့်မယ်ဆိုတော့2 into ပိုင်းပိုင်း2 -1 เนาะဒါဆိုရင်2 2ကြည့်တော့ပိုင်း -1 မှာတပွင့်ပိုင်း -1 1 y နေရာမှာ0ထည့်ရင် +2 ကျက်မယ်နောက်တစ်ပွိုင်းပိုင်းထည့် pi ထဲတော့2 pi minus 1ပေါ့เนาะ2 no? pi, so no? pi, pi, no? pi minus 1 comma ပြီးရင် minus 1 y နေရာမှာ minus 1ထဲတော့ minus minus ဆို plus 2ဆိုတော့4เนาะပြီးရင်နောက်တစ်ခုက3 pi by 2ထည့်မယ်ဆိုတော့2 2ကြည်တဲ့အတွက်3 pi minus 1ပေါ့เนาะ3 pi minus 1 comma y နေရာမှာ0ထဲတော့2ပဲကျက်မယ်တခါ2 pi ထည့်မယ်ဆိုတော့2 into 2 pi ဆိုတော့4 so pi ပေါ့เนาะ4 no? pi minus 1, comma, y ni sama 1, so minus 2 plus 2 are 0. Now, 4 pi minus 1, comma 0, minus pi by 2, so 2 ni ama 2 into minus pi by 2, minus 1 di loop. So, 2, 2, 0, minus pi minus 1 Minus pi minus 1, comma, y ni ama 0, so 2. Taka minus pi, te, no? 2 into minus pi minus 1, so minus 2 pi minus 1 comma y ညမှာ minus 1 minus minus ဆိုတော့ plus 2เนาะ plus 2 a plus 2 plus 2ဆို4ပေါ့ကဲအဲ့ဒါဆိုချေလို့ point ချမယ်เนาะ point ချတဲ့အခါမှာကလေးတို့က pi minus 1ကဘယ်လောက်ရှိသလဲဆိုတာမျိုးသိချင်ရင်ဘာလုပ်မလဲ calculator နှိပ်ကြည့်ပြီးတော့မှနေရာချမယ်เนาะရေးတဲ့အခါမှာဒီမှာဒသမနဲ့မရေးဘူးเนาะ ။ဘာကြောင့်လဲ?မပြတ်တဲ့ဂိမ်းဆိုရင်တချို့ကဓာတ်သမားနဲ့ရေးလို့မရအောင်နော်။ပြတ်တဲ့ဂိမ်းဆိုရင်ဓာတ်သမားနဲ့ရေးလို့ရတယ်။ရေးတဲ့အခါမှာကတော့ pi -1 တို့ 2pi -1 တို့ပဲရေးမယ်။ဒါဆိုရင်အဲ့ဒါဆိုရင်ကလေးတို့ကဓာတ်သမားနေရာချနော်။ဆိုတော့ပထမတစ်ပွိုင်းက -1.0 ဆိုတော့ x က -1 y က0ဒီမှာရှိမယ်နော်။ဒါဆိုရင်ဒါလေးက -1.0 တစ်ပွိုင်း နော်ဒုတိယတပိုင်းကဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီချက်ဒီမှာတသမလေးတွေကလေးတို့တိုက်ဆက်လို့ရအောင်ဒီမှာရေးပြထားတယ်နော်အဲ့တော့ pi minus 1ဆိုရင်2.1 comma 2မှာချက်မယ်2.1 comma 2ဆိုတော့ဒီမှာရှိနော်ဆိုတော့ဒီနေရာလေးမှာရှိမယ်ဒါလေးက pi minus 1 comma 2နော်ပြန်နောက်တစ်ပိုင်းကြည့်ရအောင် နောက်တစ် point ကကျတော့ 2π-1 က5.3မှာချမယ်เนาะ 5. 4နဲ့6နဲ့ဆိုတော့အလင်မှာ5ရှိမှာเนาะအဲ့တော့5.3မှာချက်အဲ့ဆိုတာက 2π minus 1 comma 4မှာတပွင့်เนาะတခါနောက်တစ် point ချက်နောက်တစ် point က 3π ကြတော့8.4မှာเนาะ8.4 comma 8.4 comma 2 so na kali 3 pi minus 1 na 3 pi minus 1 comma 4 pi jar 11.6 na 11.6 11.6 so di masih 4 pi minus 1 0. เนาะပြီးရင်အနုတ်ဖက်เนาะ -pi -1 က -4.1 နော် -4.1 ကို -4.1 ကို -4.1 ကိုဝင်တက္ကတာနောက်တစ် point နောက်တစ် point လေးက -2.1 က -7.3 နောက်တစ် point -7.3 เนาะဒီမှာ minus 2 pi minus 1 comma 4. No? Minus 2 pi minus 1 comma 4. Okay, hope you. Now, let's clear the point. point ကကိုဝဒီမှာ maximum မှာဆုံးရင်ဒီလောက်ကဆဆွဲเนาะဒီလောက်ကဆဆွဲပြီးများလေးတက်လိုက်ပြီးရင်ဒီဘက်မှာ minimum မှာဆုံးထားရင်အပေါ်ကိုဒီလောက်မှာများတက်လိုက်เนาะဒီဘက်မပါတော့ဟုတ်လားကဲအဲ့ဒါဆိုရင်ပုံရပြီဆိုရင် equation လေးတက်လိုက်เนาะ equation က y equal to minus 2 cos 1 by 2 x plus 1 plus 2ပေါ့နော် equation တက်တက်ပြီးကျတော့ရေးရမယ့်ဟာလေးတွေတွားရေးရနော်ဆိုတော့ mid line က mid line က key ဆိုတော့ key က2မို့လို့ y equal to 2ပေါ့နော် y equal to 2မှာ mid line ပြီးရင် period က2 by by b ဆိုတော့ကျတော့ရဲ့ b လေးရပါလား1 by 2 เนาะ1 into a port in เนาะ2ဆိုတော့2 point into 2ဆိုတော့4 point เนาะ being amplitude amplitude က a ကိုယူมาဆိုတော့2 amplitude က2 domain က r range ကကြတော့ကျွန်တော်အမြင့်ဆုံးက wide tempo 4အနိုင်ဆုံးက0ဒါဆိုရင်ကျွန်တော်ကဘယ်နဲ့ပဲကြာ0နဲ့ပေါ်ကြပေါ့เนาะသူရ range ကဘာဖြစ်မလဲ0နဲ့4ကြာ 0 less than or equal 1 less than or equal 4 Ta ma ဒါစာရပြီဆိုပုံမှန်သွားတက်မယ် y tan 2 ma mid line ဆွဲမယ်เนาะ y tan 2 ma mid line ဆွဲမယ်เนาะအဲ့တော့ y tan 2 ma mid line ဆွဲလိုက်ပြီးပြီးရင် amplitude လေးတစ်ချက်ဆွဲမယ်ဆိုတော့ mid line နဲ့ maximum လေးကို set လိုက်မယ်။ဒါလည်းခရမ်းရောင်ကြီးနဲ့ပဲဆွဲလိုက်အဲ့ဒါဆိုရင်အဲ့မှာ mid line ဆွဲထားတဲ့ဟာလေးမှာ mid line လေးရေးမယ်ဆိုတော့ mid line y equal to ဘယ်လောက်မှာ2မှာเนาะ y တန်ဖိုး2မှာ mid line ဆွဲထားတယ်ပြီးရင် amplitude လေးက2ပဲเนาะ amplitude က2ပဲအမ်ပလီကျူက2ပြီးရင် period က period က2အဲ period က4 pi เนาะ4 pi ဆိုတော့ H masa H plus period raw H ka H ka 2 uh, H ka minus 1 no H masa minus 1 H plus period raw minus 1 plus 4 pi so 4 pi minus 1 t swe no yan ni be t swe mle minus 1 ka ni 4 pi minus 1 t period swe me အဲ့တော့အဲ့ဒါလေးက period ပေါ့နော် period လေးရေးမယ် period က 4π နော်ကဲဟုတ်ပြီအဲ့ဆိုပုံမှာကလေးတို့ x exists တတ်ပြီနော် x exists တတ်ပြီ y exists တတ်ပြီ midline ထည့်ပြီ amplitude ထည့်ပြီ period ထည့်ပြီဒါဆိုဒီ series ပုံကစုံသွားပြီဖြစ်တယ် နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်နောက်ပါကျန်တဲ့တပုတ်လေးဆက်ကြည့်လိုက်ရအောင်နော်ဒါလေးက number 5လေးရှေ့မှာတော့လည်းတကယ်တပုတ်လေးကျန်ခဲ့ဒါလွယ်တော့လွယ်တယ်နော်လွယ်တော့လွယ်တယ်ဆိုတာက event function or function ကိုပြောဖို့အတွက်ကသူက f of x equal to f of minus x နော် f of minus a is equal to f of x then ရေ even function ဖြစ်ပြီး f of minus a က minus f of x နဲ့ညီရင် odd function ဖြစ်တယ်။ဒါကြောင့်သူကဒီမှာ even ဖြစ်ကြောင်းပြရဆိုတဲ့အတွက်ဒီလိုလေးဖြစ်ကြောင်းပြရမှာ။ဆိုတော့ y ကိုဒီချက်ပြန်ကူးမယ်နော်။ y က e cos bx နော်။ဒါဆိုရင် y ဆိုတာဟာဘာနဲ့အတူတူပဲလဲ။ f of x နဲ့အတူတူပဲ။ဒါကြောင့်မလို့ y နေရာမှာဒီချက် f of x လို့ရေးမယ်။ f of x က e cos bx bx ဖြစ်တယ်ပေါ့ဒါဆိုတွက်ရမှာက f4 x လေးကိုတွက် x တင်ရမှာပါသွားထည့်မလဲ x ထည့်မယ် cos b into x เนาะဒါဆိုရင် b နဲ့ x နဲ့မြောက်တော့ e cos minus bx เนาะဒီတဆင့်မှာဒီလိုလေးခွင်းပါရမယ်เนาะဘာကြောင့်လဲ down the bx ဖြစ်သွားတာဖြစ်တဲ့အတွက် cos minus theta ဆိုတဲ့ပုံစံမျိုးဖြစ်ရမှာเนาะဒါဆိုရင် เนาะ cos minus theta ဆိုရင် back quadrant လေးမှာရှိမှာလဲ fourth quadrant ထဲမှာရှိတာเนาะ down ကတချို့တို့ကအပေါ်ကိုနိုင်လက်တန်ပြောင်းပြန်လှည့်ရင် down ဒီအပေါင်းဖြစ်ပြီးအောက်ကိုနိုင်လက်တန်ပြောင်းပြန်ဆိုရင် theta အနုပ်ဖြစ်တယ်เนาะဒါဆိုရင်တချို့တို့က fourth quadrant ထဲမှာရှိတာ fourth quadrant မှာဆိုရင် plus minus ဖြစ်တဲ့အတွက် cos ကအပေါင်း sin ကအနုပ် x cos y sin เนาะ ။ဒါဆိုရင် cos minus theta cos theta sin minus theta က minus sin theta ဖြစ်တယ်။ဒါကြောင့် cos minus theta မို့လို့ cos theta ပဲဖြစ်တဲ့အတွက် e cos bx ပဲရမှာเนาะဒါဆိုရင် e cos bx ဆိုတာအပေါ်မှာဗာနဲ့တူလဲ f of x နဲ့တူတယ်ဒါကြောင့်မို့လို့ f of x ပေါ့ဒါဆိုရင် f of minus x လေးက f(x) နဲ့ညီသွားပြီဒါကြောင့်မလို့ဒီချေရူရဲ့ function ပေါ့နော် y equal to e cos b a ဟာ is an even function ပေါ့နော်ဒါလေးပဲနော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချက်နောက်မှာအဲဆက်တင်မဲ့ tan graph cot graph လေးတွေကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ